24ချိန်မှာနှစ်ထိပ်လို့ကြားတဲ့ support line ပေါ့နော်နှစ်6ရှစ်နှစ်တခုနှစ်34နှစ်39ချိန်မှာနှစ်ထိပ်လို့ကြားတာ၄ကတ်ရှိတယ်ပေါ့နော်နှစ်ထိပ်ကြားတဲ့နှစ်ထဲမှာ break လေး break ချောက် break တော့ ပြိသုံးမျိုးပေါင်းလိုက်တော့နှစ်ထိတ်ကြတဲ့ခုနှစ်ထဲမှာပြိရှိပြိခွန်ပြိရှိပြိသုံးမျိုးပေါင်းလိုက်တော့နှစ်ထိတ်ကြတဲ့ခုနှစ်ထဲမှာပြိရှိပြိခွန်ပြိရှိပြိသုံးမျိုးပေါင်းလိုက်တော့နှစ်ထိတ်ကြတဲ့ခုနှစ်ထဲမှာပြိခွန်ပြိလေးပြိနှစ် စိတ်သုံးရပေါင်းလာတုံးဆိုပြီးတော့သူဒီမှာတို့ဒီ၃ညင်၅ညင်ခုနှစ်ကြိမ်နေမှာရိုက်ထားတာပေါ့နော်အဲ့လိုပဲနှစ်ထိတ်ကြတဲ့နှစ်ထဲမှာပြိတ္တပြိရှိပြိချောင်းဒီ၅ ငါးလေးသုံးနဲ့ဆိုပြီးစီနီယံလာတာပေါ့နော်နှစ်ထိပ်ကြတဲ့ခုနှစ်ထဲမှာပြိတ်နဲ့ပြိတ်သုံးပြိတ်ကိုးဒီလေးငါးလေးနှစ်ထိပ်ကြတဲ့ခုနှစ်ထဲမှာပြိတ်ရှိပြိတ်ရှိပြိတ်ခွန်ဒီသုံးငါးလေးသုံးနှစ်ထိပ်ကြတဲ့ခုနှစ်ထဲမှာပြိတ်တပြိတ်လေးပြိတ်ခွန်ဒီနှစ်ပြိတ်သုံးခုနဲ့ပေါင်းလိုက်ဒီငါးလေးသုံးနှစ်လို့ ဒါခင်းနေတယ်ဒါလည်းကျွန်တော်ပြပြီးပါပြီเนาะအဲ့လိုခင်းပြီးတော့နှစ်ထည့်ရဲ့ရှေ့စီဆောင်းမှာပေါ့เนาะနောက်ပေါင်းလေးနဲ့နောက်ပေါင်းလေးဒီရှေ့နှစ်ထည့်ရဲ့ဒီဆောင်းမှာနောက်ပေါင်းလေးနဲ့နောက်ပေါင်းသုံးဒီခွန်ရှစ်ခွန်နှစ်ထည့်ရဲ့ဒီဆောင်းမှာနောက်ပေါင်းတဲ့နဲ့နောက်ပေါင်း၅ဒီ6 8ခွန်6 နှစ်ချက်ရဲ့ဒီဆောင်မှာနောက်ပေါင်း9နဲ့နောက်ပေါင်း6ဒီ9 8 65လို့စီနီယံပြေးခဲ့တယ်မဟုတ်နော်6965လို့စီနီယံပြေးခဲ့တယ်ပြိသုံးမှုရဲ့ပေါင်လက်တည်တင်း943နှစ်လို့စီနီယံပြေးခဲ့တယ်ပြိသုံးမှုတွေရဲ့ပေါင်လက်တည်တင်း3333လို့လုံးလူရိုက်ခဲ့တယ်မနော် ီမှာလည်းပဲတစ်ထိန်နဲ့ရှိပေါင်း6သည်ခွန်း3ထိန်နဲ့ရှိပေါင်း5သည်8ခွန်း8 4ထိန်နဲ့ရှိပေါင်း5သည်9ခွန်း8 9 8ထိန်နဲ့ရှိပေါင်း5သည်3ညခွန်း8 9 3ညဆိုလည်းပြီးခဲ့တယ်ပေါ့နော်တစ်ထိန်5သည်ခွန်း3 4 4 8ခွန်း8 4 8 4 9ခွန်း8 9 8663ဒီ3ည9893ညဆိုတာလည်းပြီးခဲ့တယ်ဒါလည်းကျွန်တော်ပြပြီးပါပြီနော်ဒီပရိသတ်မှုရဲ့ပေါင်းလတ်3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 လို့ကြားပြီးမှ24ချိန်မှာနှစ်ထိပ်လို့ရိုက်တာအဲ့ဒီပရိသတ်မှုပေါင်း3ကိုရိုက်ခဲ့တဲ့ချိန်မှာလည်းပဲ3 ရှိပေါင်း၈၀နဲ့ရှိပေါင်း9ပြီငါရှိပေါင်း6နဲ့ရှိပေါင်း8ပြီလီရှိပေါင်း၄နဲ့ရှိပေါင်း9ပြီတို့ငါ၄တို့ရှိပေါင်း၈နဲ့ရှိပေါင်း၄ပြီနှစ်ငါ၄3နှစ်စီနီယံပြီးခဲ့တာပါမယ်နော်အပြီးခဲ့တဲ့ပြီးခဲ့တဲ့6ကြိမ်တော့ပါဘောနော် ဒီနှစ်ထိတ်လို့ကြတယ်ဒီကွာတုံညကွာတုံညရဲ့ပါဝင်ကကွာငါးကနှစ်ဦးမှတဲရိုက်တယ်၆ချိန်မှာပြိရှိလို့ကြတယ်ဒုတိယ24ချိန်မှာနှစ်ထိတ်ကွာဝေါင်းကိုကွာဝေါင်းကိုရဲ့ပါဝါလေးနှစ်ဦးမှကွာဝေါင်းလေးလို့တဲရိုက်ပြီးတော့၆ချိန်မှာ ရိကူလို့ကြားတယ်ပရိရှိပြီးပရိကူပေါ့နော်တတိယကနှစ်ထိပ်မှာကွာပေါင်း6ဒီကွာပေါင်း6ရဲ့ပါဝါတေကနှစ်ဦးမှာကွာတက်လို့တဲ့ရိုက်တယ်6ချိန်မှာပရိရှိပရိကူပြီးတော့ပရိသုံညာလို့ကြားတယ်လေးကမ်းမြောက်နှစ်ထိပ်မှာကွာတက် တည့်ရဲ့ပါဝါ6နေဦးမှာကွာ6လို့တည့်ရိုက်ပြီးတော့6ချိန်မှာပေါ့နော်ပရိရှိပရိကူပရိတုံညပရိတိဆိုတာထောက်ထားတယ်ပရိတိထောက်ထားပြီးပြန်လို့ကျွန်တော်ကအမှန်ပါတယ်အတွက်ကိုဒါ7တုံညသုံးဆိုပြီးတော့ပရိတိနဲ့ပတ်သက်လို့ မှန်မှကနမှာ၈၃ညာ၃လို့ထည့်ပေးလိုက်ပါလေဒါပေမဲ့လွှဲချိုခဲ့ပါတယ်နော်ထွတ်တာက68ခုဒီပြိတိကိုအောဘွဲနေနဲ့မကန်မကန်လိုက်မိဘူးပေါ့နော်မကန်လိုက်မိဘူးဆိုတာလေကျွန်တော်ကအထောက်ကလေးကိုမကြည့်မိလိုက်လို့ပေါ့နော် ရိတ်လေးပရိတ်၆ပရိတ်၃ဒီတုံးလို့ရိုက်တယ်အဲ့ဒီတုံးနေရမှာစီပေါင်းရှင်းနဲ့စီပေါင်းခွန်ဒီ၅လို့ပြန်ခွဲရနော်အဲ့ဒီချိန်မှာစီပေါင်းရှင်းနဲ့စီပေါင်းခွန်ဒီ၅လို့ခွဲရိုက်ပြီးတော့ပရိတ်လေး၈ပိတ်၆ပိတ်ပရိတ်လေး၈ပိတ်၆ပိတ်၄၈၆ဒီ၈လို့ဖြစ်ပြီးတော့အဲ့ဒီ၈ဒီ ပရိရှိလို့ရိုက်တယ်ဆိုတာကျွန်တော်ကမသိလိုက်ဘူးဘောနော်ဒုတိယကံမှာလည်းပဲပရိရှိပရိခုံပရိရှိသည်၃လို့ပုံနေရိုက်ပြီးတော့ရှေးပေါင်း၆နဲ့ရှေးပေါင်း၈သည်၄ဘောနော်ပရမကံမှာ၅ဒုတိယကံမှာ၄၅၄ရှိပေါင်း၆နဲ့ရှိပေါင်း၈သည်လီးလို့ရိုက်တဲ့ချိန်မှာလွတ်နေတာသည်ပရိရှိတိပိတ်၃ညာပိတ် ပရိရှိတပိတ်တုံညာပိတ်ရှစ်တတုံညာတိကိုလို့ရိုက်ပြီးတော့မှအဲ့ဒီကိုတိပရိကိုလို့တဲ့ရိုက်တာအထောက်ကိုကျွန်တော်မပေါင်းမိခဲ့ဘူးပေါ့နော်အမြင်လေးမှတော့သိတာပေါ့ပရိရှိလို့ကြာနေတယ်ပရိကိုလို့ကြာနေတယ်ပရိတစေလို့ကြာနေတယ်ပရိစက်တိရှိတယ်ဆိုတော့အထောက်လေးတော့အမြင်လိုက်နေနဲ့သိပြီးတော့ ပေါင်းရင်းလိုက်မှာကျွန်တော်ကဒါလေးတွေကိုပဲပေါင်းမိလိုက်တာပေါ့နော်ရှေးပေါင်းရှင်းနဲ့ရှေးပေါင်းခွန်ဒီ9ရှေးပေါင်း6နဲ့ရှေးပေါင်း7ဒီ4 9လေးရှေးပေါင်း4နဲ့ရှေးပေါင်း9ဒီ3နော်ဘရိတ်ရှေးဘရိတ်ခွန်ဘရိတ်ရှေးဒီဘရိတ်3ခုပေါင်း3ပုံနေဖြစ်ပြီးတော့နော်ရှေးပေါင်းတစ်ခုရဲ့ပေါင်းလက်တွေဒီ9 4 3လို့ဖြစ်တယ် ရှီပေါင်းလေးနဲ့ရှီပေါင်းကိုကလည်းတုံးလို့ဖြစ်တာဖြစ်ပြီးတော့လွတ်နေတာဒီပရိရှိသုံးမိတ်ကိုဘိတ်ပရိရှိသုံးမိတ်ကိုဘိတ်ရှစ်သုံးကိုဒီတုံညာလို့ရိုက်ပြီးတော့အဲ့ဒီတုံညာဒီပရိတုံညာလို့သူတက်ရိုက်တာအဲ့ဆိုကျွန်တော်တို့ရိုက်မဲ့တတရားကံကျွန်တော်တို့ရိုက်မဲ့စရုပ်ထားကံမှာပရိကုံပရိလေးပရိနေတည်လေး ိတ်သုံးမှုရဲ့ပေါင်လက်3ဖြစ်တယ်။ရှည်ပေါင်းနှစ်ခုရဲ့ပေါင်လက်တည်သည်5 4 3 2လို့ဖြစ်ရမှာ။ရှည်ပေါင်း၄နဲ့ရှည်ပေါင်းရှည်ပေါင်း၈နဲ့ရှည်ပေါင်း၄ရှည်ပေါင်း၈နဲ့ရှည်ပေါင်း၄သည်လည်းနှစ်ဆိုပြီးတော့5 4 3နှစ်ကဖြစ်တယ်။အဲ့မှာလွတ်နေတာဒီဘရိခွန်6ပိတ်10ပိတ်ဘရိခွန်6ပိတ်10ပိတ်ခွန်6 10ဆိုတဲ့ကဏ္ဍ ဘရိတ်ခွန်6ပိတ်10ပိတ်ခွန်6 10ဆိုတဲ့တက်သည်ဒီမှာဘရိတ်တက်ပါလို့ရဲရဲကြီးရိုက်ရမှာ哦ဒီအထောက်ကိုကျွန်တော်ကမပေါင်းမိလိုက်တာဘောနော်ရှည်ပေါင်းနဲ့ရှည်ပေါင်းနဲ့ပေါင်းရင်၅လေး၃နဲ့အထိတော့ပေါင်းမိလိုက်တယ်။ဒီကျန်းနေတဲ့ကဏ္ဍနေရပေါင်းလိုက်တရား၈၉၃ညာ၁လို့ဖြစ်နေတာကိုကျွန်တော်မကြည့်မိလိုက်လို့ပြိတ်တက်ကို ဩဝဲနေနဲ့မသုံးမိလိုက်ဘူးပေါ့နော်ပြိလေးရှစ်ပိတ်ချောက်ပိတ်လေးရှစ်ချောက်ဒီရှစ်အဲ့ဒီရှစ်ဒီပြိရှစ်ပြိရှစ်တစ်ပိတ်သုံးညာပိတ်ရှစ်တစ်သုံးညာဒီကိုအဲ့ဒီကိုဒီပြိကိုပြိရှစ်သုံးမိတ်ကိုပိတ်ရှစ်သုံးကိုဒီသုံးညာအဲ့ဒီသုံးညာဒီပြိသုံးညာ ဗရိတ်ခွန်6ပိတ်8ပိတ်ခွန်6ရှိသည်ဒီအဲ့ဒီတက်သည်ဗရိတ်တက်ကိုရိုက်တဲ့နေရာမှာဒီဗရိတ်ခွန်ရဲ့6ပိတ်8ပိတ်ရဲ့ခွန်6ရှိကို6ရှိခွန်မှာဆိုပြီးကနာမှာအပီးရိုက်သွားတာဒါကျွန်တော်တို့ရဲ့နင်နာမှုတစ်ခုပေါ့နော်စူးစားပြီးရှာဖွေပြီးစူးစားပြီးတော့ရှာဖွေနေပြီမဲ့လို့မင်းသားရဲ့ အသုံးမချမှုလေးတွေနဲ့ကံတရားကလည်းပါပါတယ်နော်ဥစ္စာကံပြီးမရသေးနောက်နေပြပါမဖြစ်ရဆိုတဲ့အတိုင်းပဲဆက်လက်ပြီးမျောလင်းချက်တွေနဲ့ပဲကြိုးစားနေရတာပေါ့နော်ဒီ site ကိုတကယ်တမ်းမြင်နေနေရှိကုတုံညာတည်းဆိုဘရိတ်လိုင်းလေးအမြင်လိုင်းလေးပဲဒီကျွန်တော်ကပြီးရနော်မင်တတာအထောက်မပါဘဲနဲ့မရိုက်တတ်ဘူး အဲ့ဒါထားလိုက်တော့ဘုနော်ဒီတစ်ပတ်တော့ကြည့်အောင်ကျွန်တော်တို့ရိုက်တဲ့မူတွေဟာနှစ်ထိပ်စပေါ်လိုက်ပေါ့နော်24ချိန်နှစ်ထိပ်နှစ်ထိပ်နှစ်ထိပ်နဲ့ရိုက်တဲ့မူမို့လို့ဒီချိန်မှာပေါ့နော်ခုနှစ်ချိန်မှာပေါ့6ချိန်မှာတော့ break 8 break 9 break 3 break 8ဆိုပြီးလုံသွားပြီခုနှစ်ချိန်မှာ ခုနှစ်ချိန်မှာခုနှစ်ချိန်မှာဗောနော်ကျွန်တော်တို့ရိုက်တဲ့စပေါ်လိုင်းဒီနှစ်ဖြစ်ချင်းနေနဲ့ရိုက်ခဲ့တယ်နှစ်ဖြစ်ချင်းဒီခုနှစ်ချိန်မှာဗောနော်ဘရိတ်ခွန်ဘရိတ်ရှေ့ဘရိတ်ခွန်ဒီနှစ်လို့ပြန်ရိုက်နေတယ်နဲ့ထိတ်လို့ရိုက်တယ်ခုနှစ်ကြိမ်မှာမနော်ဘရိတ်ရှေ့ဘရိတ်ကိုဘရိတ်ငါ ပရိရှိပရိကုပရိငါသည်နှစ်လူရိုက်နေတယ်အစက်လေးကြီးမှနှစ်ထိပ်လူရိုက်တယ်ခုနှစ်ကြိမ်မှပရိကုပရိသုံးညပရိသုံးပရိကုပရိသုံးညပရိသုံးသည်လေနှစ်လူရိုက်နေတယ်နော်အစက်လေးကြီးမှနှစ်ထိပ်လူကြတယ်ခုခုနှစ်ကြိမ်မှပရိလေးပရိတ္တပရိခွန် မှာနှဲ့လို့ဖြစ်မှာအဲဆိုရင်ကျွန်တော်တို့ကအာ break ခုံပေါ့နော်ဟုတ်ခုနှစ်ကြိမ်ဒီလိုင်းရနေခုနှစ်ကြိမ်မှာ break ခုံပေါ့နော်ပြေလေးရှစ်ပိတ်၆ပိတ် လေးရှိ6တိရှိပရိရှိတပိတ်3ညာပိတ်ရှိတတုံညာတိကိုပရိရှိ3မိတ်ကိုပိတ်ရှိ3ကိုတိတုံညာရှိကိုတုံညာပရိခွန်6ပိတ်ရှိပိတ်ခွန်6ရှိတိတိရှိကိုတုံညာတိအဲ့ဒီရှိကိုတုံညာတိကိုပရိရှိပရိကိုပရိတုံညာပရိတိလို့ရအဲ့ဒီရှိကိုတုံညာတိရဲ့ပါဝါတိ3 4 5 6နော် နှစ်ပိတ်တဲ့နှစ်ထဲမှာ၃ခါလို့ဝင်တဲ့ကဏ္ဍသည်နော်ပြိတ်၄နှစ်နှစ်ပိတ်နှစ်ထိတ်ပေါ့နော်နှစ်ထိတ်ကြတဲ့နှစ်ထဲမှာ၃ခါပြီးတော့၄ခါလို့ဝင်ထားတဲ့ကဏ္ဍသည်ပြိတ်၃နှစ်ပြိတ်၄ပြိတ်၃နော်နှစ်ထိတ်လို့ဝင်တဲ့မှာ၅ခါလို့ဝင်တဲ့ကဏ္ဍတီးပေါ့နော်ပြိတ်နှစ်နဲ့ ဘရိတ်လီဘရိတ်တော့ဘရိတ်နေနော်နှစ်ထိတ်လိုဝင်နေတဲ့ထဲမှာ6ခါလိုဝင်ထားတဲ့ကနန်းဒီဘရိတ်1နဲ့ဆိုတာပါမယ်ပေါ့နော်အဲ့ဒါမှမှ3 4 6 3 4လေးခါ5ခါ6ခါ3 4 6 8 9 10ကြိုက်တဲ့ကို ရှိုက်ဖို့အတွက်သူက3 4 5 6လို့ယဉ်ခံပြီးတော့အဲ့ဒီ3 4 5 6ကိုရိုက်တဲ့ချိန်မှာပရိတ်၄ပရိတ်၃ပရိတ်၄ပရိတ်၁နဲ့ဆိုပြီးသူကနောက်နေ့အတွက်ရိုက်ချင်လို့အဲ့လိုခင်းနေတာပေါ့နော်အဲ့လိုခင်းနေတဲ့3 4 5 6ကနေပြီးတော့ကိုကရှေးကိုတုံညာတိဆိုတာရိုက်သွားပြီကျွန်တော်တို့ရိုက်တဲ့မက်တယ်မှာနှစ်ထိတ် မတ်တဆိုတော့ပရိသတ်ကူရဲ့ပေါင်းလိုက်နှစ်တီဖြစ်နေပြီနော်ပရိသတ်ကူရဲ့ပေါင်းလိုက်နှစ်တီဖြစ်နေပြီပရိသတ်ကူရဲ့ပေါင်းလိုက်နှစ်ဖြစ်ဖို့အတွက်ကနော်ကဘရိခွန်ဘရိခွန်ကိုမင်းသားသားလို့ဘာကနန်းထိုးမလဲပေါ့နော်ဒီရှစ်ဒီပေါ့နော်ပရိလေးရှစ်ရှစ်ပိတ်6ပိတ်46ပေါင်းနဲ့ရှစ်ပရိရှစ်ဒီပေါ့ ရှေ့ရဲ့ပါဝါသုံးကိုအဲ့ဒီအကလင်းတော့နောက်ဒီရွယ်နဲ့ရေးလိုက်မယ်နော်အဲ့ဒါရောက်ကပ်မို့နော်ဒီပရိသတ်မှုရဲ့ပေါင်လက်နှစ်ဖြစ်ရှင်နဲ့ဒီမှာရိုက်ဖို့အတွက်ကဒီပရိရှင်မို့လို့မို့နော်နောက်ပေါင်း၅နဲ့ကွာပေါင်း၈နဲ့ဒီ၃ရိုက်တယ် ပရိရှိရဲ့ပါပါ၃နော်ပရိရှိပြီးတော့ပရိကုပရိကုရဲ့ပါပါ၄ကိုနောက်ပေါင်း၉နဲ့ခွာ၅နဲ့ဒီ၄လို့ရိုက်တယ်၃၄ပရိရှိပရိကုပြီးတော့ပရိတုံညာပရိတုံညာရဲ့ပါပါ၅၅နောက်ပေါင်း၄နဲ့ခွာ၁တိ၅နော်၃၄၅ရှိကိုတုံညာကိုပါဝါချင်းပြီး345နဲ့ရိုက်ပြီ သူရိုက်တဲ့စနစ်က8931အသိတေလေးရိုက်သွားပြီတရပါဝါ6နောက်ပေါင်း9နဲ့ခွာခွန်ပြီး6เนาะခွာခွန်နဲ့ break ခွန်ဆိုတော့ဒါတုံညာခါပေါ့เนาะခွာခွန်နဲ့ break ခွန်အဲ့ဒီရိုက်ပြီးတော့ရှိကုတ်တုံညာတေကိုရိုက်တော့ဒီ3 4 5 6 3456လို့89 3ရက်တည်းလို့ရိုက်ခဲ့တာဟုတ်အဲ့ဒီတော့ကရိုက်တာဒီ quartite quarku quarkon quarnga quartite quarku quarkon quarnga မဆီနေရနဲ့ရိုက်ခဲ့တာနော်ဒီ3ကိုနောက်ပေါင်းရတဲ့ခွာပေါင်း၈ဒီ3လို့ရိုက်ပြီးတော့ ဒီ ग्वा တက်ကိုနှစ်ထိန်နဲ့ကိုခါသည်တက်ဆိုပြီးတော့ရိုက်တာနော်အဲဆိုသုံးပြီးတော့လေးလေးရဲ့ပါပါကိုပရိတ်ကိုကလည်းကြာပါပြီဒီလေးကိုနောက်ပေါင်းကိုနဲ့ ग्वा ပေါင်းကားသည်လေးလို့ရိုက်ပြီးတော့ဒီ ग्वा ကိုကို ကိုထိန်နဲ့ပုံညာခါသည်ကိုပါလို့ရိုက်တာနော် သုံးလေးပြီးတော့ငါဒီငါကိုငါရဲ့ဘဝတုံညာပရိသုံညာလို့လည်းရိုက်သွားပြီဒီငါကိုနောက်ပေါင်းလေးနဲ့ခွာတဲ့ဒီငါလို့ရိုက်ပြီးတော့ဒီခွာခွန်ကိုငါခါနဲ့ငါထိန်နဲ့နှစ်ခါသည်ခွန်ဆိုပြီးတော့ရိုက်တာဟင်3 4 5ပြီးတော့6လက်6ရဲ့ဘဝ1ပြိတ္တလည်းရိုက်သွားပြီအဲ့မှာခွာပေါင်း5 နော်ဒီ6ရဲ့ပါဝါ1စိတ်1လို့လည်းရယူပါတော့ဒီ6ဟိုနောက်ပေါင်း9နဲ့ခွာခွန်ဒီ6လို့ရရတော့မှာခွာခွန်ဒီရိုက်ခဲ့တဲ့ခွာ9ဒီ9ထိတ်နဲ့3ညာခါနဲ့9လို့ရရမှာနော်3ညာခါနဲ့ခွာခွန်3ညာခါနဲ့ခွာခွန်ဟိုတို့က ဒီရှေပေါင်းနေ့ရပါပါခွန်ဒီရှေပေါင်းခွန်ပါတဲ့နော်ရှေပေါင်းတိရပါပါ6ဒီရှေပေါင်း6ပါတဲ့ရှေပေါင်း9ရပါပါ4ဒီရှေပေါင်း4ပါတဲ့ရှေပေါင်း4ရပါပါ9ဒီရှေပေါင်း9ပါဆိုရင်9တုံ8နော်9တုံ8တုံညာခါနဲ့ဝါခွန် ကိုတုံညာရှိလေးတုံညာတုံနှစ်ခုရပေါ့နော်အအရှင်အနေနဲ့ရတော့ဒီတုံညာ6 6တုံညာ7နှစ်တုံညာ5ငါတုံညာနှစ်ပေါ့နော်ဘယ်တော့ခုနေရတုံညာတုံညာခုစစ်တုံညာ9 3 3ညာ လေးပေါ့နော်တနှစ်သုံးလေးငါးချောက်ခွန်ရှစ်အဲ့ဒီရှစ်ခွဲကိုမှဒီနှစ်ခွဲနဲ့ဆိုစေခွဲပေါ့နော်မိန်ထူခွဲနေနဲ့ကိုတုံညာရှစ်ဒါဒုတိယဩခွဲနေနဲ့လေးတုံညာသုံးပေါ့နော်ပထမအဆုံးဖိုင်လေးမှာတုံညာခါနဲ့ဗရိတ်ခွန်စေခွဲလိုက်ပေါ့နော် ဒီစေွယ်လိုင်းလေးအနေမှာမင်းတသထဲနှစ်ကွက်អော်ပါမနော်ဒီလိုင်းလေးနဲ့ပတ်တယ်လို့អော်ဝင်နှစ်ကွက်ထုတ်ပါတယ်